ဒါရအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကင်မူပါဆိုတော့ဒီနေ့တင်ဆက်မယ့်ဇာကားလေးကြောင့်မပြောခင်မှာအရင်ဆုံးကျွန်တော်ရဲ့ channel ကို subscribe လုပ်အပ်သေးတဲ့သူများရှင်လုပ်ပေးထားပါဦးပြီးတော့ဘေးနားခေါင်းလောင်းလေးကိုနှိပ်ထားရင်နောက်ထပ်ရုပ်ရှင်ဇာကားကောင်းလေးတင်တဲ့ခါမှာတိုင်ပြီးတော့သိနိုင်မှာဖြစ်ပါလိမ့်ဒီပိုင်းဆမှာတော့ချောင်းဆန်းအမေဖြစ်သူလူစင်စင်မဟုတ်ပဲတေဆုံးမိသားဇွန်ဘီလူသားဖြစ်နေမြင်တွေ့သွားပါလိမ့်ဒါကြောင့်ချောင်းဆန်းအမေဖြစ်သူဇွန်ဘီဖြစ်သွားတော့မြင်ပြီးတော့ဝမ်းမတက်တဲ့နဲ့အသိစိတ်လွတ်သွားခဲ့ပါလိမ့်အမေကလွဲပြီးတော့ဘာမှမမြင်တော့တဲ့ချောင်းဆန်းဟာ အမေဖြစ်သူဇွန်ဘီဖြစ်နေအောင်ကားကနေကြော်တက်ပြီးတော့အမေဖြစ်သူစီကိုသွားဖို့ဂျိုးစားပါလေဒါမှလည်းချောင်းဆန်းအသီးစိတ်လွတ်သွားအတွက်အွန်ဂျိုဟာဆွဲလိုက်ပြီးတော့ပုံနေခိုင်းလိုက်ပါလေကားရဘက်ကချောင်းဆန်းမေဇွန်ဘီကတော့ကားပေါ်အတင်းရုံကန်တိုင်းတာလဲကျသွားပါလေအဲနောက်ကားအထဲကထွက်လာဒဲဆူကိုမြင်ပြီးတော့ချောင်းဆန်းမေဇွန်ဘီကတိုက်ခိုက်တာကြောင့်ဒဲဆူလည်းတန်ပိုက်တုံးနဲ့ရိုက်နေခဲ့ပါလေဒဲဆူကကားနဲ့တစ်ဖက်မှာဇွန်ဘီရှိနေကြောင်းပြောပြီးတော့ချောင်းဆန်းမေဇွန်ဘီကိုဒုံးနဲ့ရိုက်နေခဲ့တာပါ ဒါပေမဲ့ချောင်းဆန်းအမေမန်းသိကြတဲ့သူတွေကတော့ကြောင်ကြည့်နေပြီးပြီးတော့ချောင်းဆန်းတော့သူတငယ်ချင်းတွေကိုစက်မရိုက်တော့ဖို့အတွက်ပြောနေခဲ့ပါလေ။အဲနောက်ဒဲဆူနဲ့ဂျွန်အောင်တို့ကအမေဖေးသူကိုစက်တိုက်ကြိုက်နေတာကြောင့်ချောင်းဆန်းလည်းသီးမခံနိုင်တော့ပဲထွက်ချလာခဲ့ပါလေ။ချောင်းဆန်းလည်းအမေဖေးသူကိုရိုက်နေဒဲဆူကိုတက်ခွာပြီးတော့ရိုက်နှက်ကလက်သီးတွေနဲ့ထိုးကဒေါသတွေထွက်နေခဲ့ပါလေ။အဲနောက်ဂျွန်အောင်နဲ့ဝူချင်းကပါမသိပဲထပ်ပြီးတော့ဇွန်ဘီကိုထိုက်ရိုက်နေတာကြောင့်ဇွန်အောင်နဲ့အွန်ဂျိုတို့လည်းချောင်းဆန်းဝင်မပအောင်နောက်ကနေဆွဲပြီးတော့ထိန်းထားလိုက်ရပါတော့လေ။တငယ်ချင်းတွေရိုက်နေကြည့်ပြီးတော့ချောင်းဆန်းကအမေလိုအကျိအော်ခေါ်လိုက်တဲ့အတန်ကြောင့် ရိုင်းနေသူတွေကလည်းအံ့ဩသွားပါလိမ့်။ဒုံနဲ့ချောင်းဆန်းတဲ့အမေဖြစ်သူနဲ့ပြန်ဆုံလာတော့ပွေဖက်ခွင့်မရတော့တဲ့ပြင်တသက်လုံးအိမ်ပြန်မလာနိုင်တော့တဲ့အမေကိုကြည့်ပြီးတော့ရင်ကွဲမတက်ဖြစ်ကမျက်ရည်တွေကျလို့ငိုကြွေးနေရပါတော့တယ်။ဒါမဲ့ချောင်းဆန်းအသေးစိတ်လွတ်နေတော့ခုနကသူ့ရဲ့အော်သန်းစူညံတန်တွေကြောင့်အနောက်ကနေဇွန်ဘီတွေလိုက်နေအောင်တွေ့ပြီးတော့တကယ်ချင်းနဲ့အာလုံးထွက်ပြေးသွားပါလိမ့်။ဒါမဲ့ချောင်းဆန်းတော့အသေးစိတ်မကန့်နိုင်ပဲဖြစ်နေပြီးတော့မထနိုင်ပဲတောင်းတောင်းနေငူငိုင်းနေခဲ့ပါလိမ့်။အဲဒါကြောင့်ဒဲဆူလိုဖွဲကတော့အရှိကိုရောက်သွားပြီးနမ်ရာဆူယောနဲ့ ။ ਉਹ ကြိုးတို့ကတော့ချောင်းဆိုင်မနေဆွဲခုံနေပါလေ။အဲနောက်မိုးထချိန်လာတော့နန်ရာလည်းနာကျင်နေပြီးတော့လဲကြတော့မဖြစ်တယ်လို့ဇူရောကချောင်းဆန်လက်ကိုလွတ်လိုက်ပါလေ။ ਉਹ ကြိုးကတော့ချောင်းဆန်လက်ကိုဆွဲကတကယ်ချင်းနေရှိရာစီကိုအရှိကနေခေါ်သွားပေးနေပါလေ။ချောင်းဆန်တော့အနောက်ကိုပဲလဲလဲကြည့်နေပြီးတော့ဇွန်ဘီအုပ်ထဲကကြံခဲ့တဲ့အမေဖြစ်သူကိုအကျဉ်းအော်ခေါ်ရင်း ਉਹ ကြိုးခေါ်ရင်းနောက်ကိုပါသွားခဲ့ပါလေ။ချောင်းဆန်အမေဖြစ်သူသူ့ကိုရမ်းချစ်ပြီးတော့ဂယူဆိုက်ခဲ့တဲ့ရင်ချင်းလေးကိုပြန်တွင်းပြီးကဝမ်းနဲ့ပတ်လက်ဖြစ်နေပါတယ်။အမေဖြစ်သူကချောင်းဆန်ကိုချစ်လွန်းတာကြောင့်သူ့မျက်နှာပုံစံစတစ်ကာတွေနဲ့ သူ့နာမည်ကိုသုံးပြီးတော့ဆိုင်လေးကိုဖွင့်ထားခဲ့တာပါဒါမှလည်းချောင်းဆန်းကိုချစ်မဲ့ကူးဆိုင်မဲ့လူတယောက်ရောသွားခဲ့ရပြီးတော့ချောင်းဆန်းဒီညာကကြုံအမေဖြစ်သူနဲ့တတလုံးဝေးရမှာဝမ်းနေစွာနဲ့တွေးမိသွားပါလေအဲနောက်မှာတော့ချောင်းသားတွေကထင်တာအထက်ကိုပိုးရဲဆွန်းလိုက်ရပြီးဇုံမီးလေးလက်ကလွတ်အောင်ထွက်ပြေးနေကြပါလေဓမ္မမလည်းဂျုံဆောင်ကဒီအချိန်နဲ့ဖြစ်နေအောင်သူ့ကိုခေါ်သွားပြီးတဲ့မိချင်းတွေကိုဂျေစုတင်နေခဲ့ပါလေမိချင်းကတော့ဂျေစုတင်ရင်သူနဲ့တွဲမလားလို့မေးပေမဲ့ဂျုံဆောင်ကတော့မိချင်းကိုကြောက်တာကြောင့်ညင်းလိုက်တာပါအဲနောက်မှာတော့ဟာရီကထွက်ပြေးနေခြေတံတွေကြားတာကြောင့် အချက်ပြပြီးတော့မိချင်းလုံးလာနေရကိုရခိုင်းလိုက်ပါလေ။ကျောင်းဆန်းတော်အစုထွက်ပြေးနေတုန်းဂျီမင်းလက်ကိုဆွဲပြီးတော့ပြေးနေတဲ့ဟေယုံတယောက်ခြေချော်ပြီးတော့လဲကျသွားခဲ့ပါလေ။ဒါကြောင့်လဲကျသွားတဲ့ဟေယုံကဂျီမင်းကိုကဲဖို့အော်နေခဲ့ပြီးတော့ဂျီမင်းကပြန်လာထူမဲ့အချိန်မှာနောက်ကနေဇွန်ဘီလေးလာတာကိုတွေ့လိုက်ရပါလေ။ဇွန်ဘီလေးကိုကြည့်ပြီးတော့တရားမဟုတ်ကြောက်လာတဲ့ဂျီမင်းကတော့ဟေယုံကူညီတောင်းနေရကိုတော့မကြားတော့ပါဘူး။ဒါကြောင့်ဂျီမင်းကဟေယုံကိုမခေါ်ဘဲနဲ့ဂျုံပုတ်လေးရှိတဲ့တခြားလမ်းဘက်ကိုထွက်ပြေးသွားပါလေ။အဲနောက်မှာတော့ဟေယုံတယောက်ကူရကဲရမဲ့နေပြီးတော့ကြောက်လန့်ကငိုနေခဲ့ပါလေ။ ဟဲအုံးစားမခံခင်ဂျင်းဦးရောက်လာပြီးတော့ဇွန်ဘီတွေကိုတွန်းထုတ်တာဟဲအုံးကိုလာပြီးတော့ကဲသွားခဲ့ပါတယ်တရတဲ့ဆိုင်မဲအကူကြီးမဲ့ပြီးတော့ဇွန်ဘီတွေဂျင်းဦးတို့ကိုစားမဲ့ချိန်မှာဟာရီရောက်လာပြီးတော့မြားနဲ့ပြစ်ပေးပါတော့တယ်ဒါမဲ့တခြားလမ်းကိုထွက်ပြေးသွားတဲ့ဂျီမင်းကတော့ခြေတော်ကြကရေအိုင်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်ဇွန်ဘီတွေကလည်းရေကန်ထဲထိခုံဆင်းပြီးတော့သူ့နောက်ကိုဇွန်ဘီတွေအသေးအံလိုက်နေတာပါအိုင်နောက်ဟာရီကဝူဂျင်းဟဲအုံးနဲ့မင်းကျဲတို့ကိုအရင်ထွက်ပြေးခိုင်းပြီးတော့နောက်ကနေဇွန်ဘီတွေကိုရှင်းပေးနေပါတယ်ဒါမဲ့လည်းဝူဂျင်းကအမားပြစ်သူကိုစိတ်မချတာကြောင့်တပါးလေးသူခေါ်လာခဲ့ပါတယ် အဲလိုနဲ့မှောင်မဲပြီးတော့တိတ်ဆိတ်နေအားစားခံပါတယ်ကိုသူတို့အလုံးလှေမြပဲရောက်လာခဲ့ကြပါတယ်။အဲနောက်နမ်ရာတခုခုတီသွားပြီးတော့တငယ်ချင်းတွေအလုံးထွက်ပြေးကြဖို့ပြောလိုက်ပါတယ်။လျက်စီးလိုက်လိုက်တဲ့အချိန်မှာလျက်စီးလင်းအောင်ကြောင့်အားစားဝင်းတခုလုံးဇွန်ပြီးတွေနဲ့ပြေးနှံနေတာကိုမြင်လိုက်ကြပါတော့တယ်။ဒါကြောင့်ဇွန်ပြီးတွေလည်းသူတို့မြင်ပြီးတော့တခုံတို့ထိုးလိုက်ကြပါတော့တယ်။ကျောင်းသားတွေအလုံးနဲ့တကွဲတပြားဖြစ်ကုန်ပြီးတော့အကင်မခံရအောင်မနေထွက်ပြေးနေရပါတယ်။ဟာရီကတော့စတိုကန်တခုကိုတွေးသွားပြီးတော့သူတွေးမြကျောင်းသားတွေကိုမရရအောင်စတိုကန်နဲ့ဆွဲသွင်းကာကယ်နေခဲ့ပါတယ်။ အဲ့ဒီမှာမိချင်းကတော့လက်မလျှော့ပဲဂျုံဆောင်းကိုဆွဲခေါ်နေရတော့ဂျုံဆောင်းကတော့သူ့ကိုလွတ်ချပြီးတော့ဖြပီးခိုင်းနေတာပါအဲ့တော့ဂျုံဆောင်းကသူ့ကိုခြိထားတဲ့ဂျိုးကိုဆွဲဖြုတ်ပြီးတော့သူ့ကိုသူပြုတ်ချအောင်လှုပ်လိုက်တာကြောင့်ဟာရီတို့ကမိချင်းကိုလာဆွဲပြီးဂျုံဆောင်းကတော့အကိုက်ခံလိုက်ပါတယ်မိချင်းကတော့သွားကယ်ချင်းမဲ့ဟာရီတို့ဆွဲထားတဲ့ပြင်ဂျုံဆောင်းကိုယ်တိုင်ကမိချင်းကိုထွက်သွားခိုင်းလိုက်တာကြောင့်မိချင်းလည်းပုံးတဲ့အခန်းထဲကိုရောက်သွားခဲ့ပါတယ်မင်းကြီးကတော့အပြင်မှာတယောက်တည်းပိတ်မိနေပြီးတော့ဟာရီတို့ရှိတဲ့ဘက်ကသာအတင်းဝင်လာရင်ဇုံပြီးကိုက်ခံရမှာပါဒါကြောင့်မင်းကြီးလည်းမတတ်တာတဲ့အစုံအပြင်းကိုထွက်ပြေးပြီးတော့တိုက်ခိုက်ရပါတော့တယ် အကန်နဲ့ရောက်တဲ့ခါမှာဂျွန်ဆောင်းကိုမကယ်နိုင်ခဲ့တဲ့မိချင်းကဝမ်းနဲ့လုံးလုံးရှာကြီးတငင်နဲ့ပဲဟာရီစီကိုငိုချလိုက်ပါတယ်ဒီဖိပြက်ကြီးကကြောက်ဖို့ကောင်းလွန်တာကြောင့်အကန်နဲ့ရောက်လာကြတဲ့ကလေးတွေအားလုံးကလည်းစိတ်ပြတ်ပြီးတော့ဖိုင်းတွင်နေပါတယ်ဒဲဆူကတော့ချောင်းဆန္ဒရောက်လာပြီးတော့သူ့အမေမန်းမသိခဲ့လို့ရိုက်ခဲမိတဲ့အတွက်တကယ်ကိုစိတ်ရင်းနဲ့တောင်းပန်နေပါတယ်အမေချောင်းပြန်ကြားလိုက်ရတဲ့ချောင်းဆန္ဒတော့ခန္ဓာရှင်ရန်စောင်းထားပြီမဲ့ဘလို့မှမရတော့ပဲပြိုလဲသွားခဲ့ရပါတယ်အဲဒါကြောင့်အွန်ဂျိုလဲချောင်းဆန္ဒကိုဖတ်ပြီးတော့နှစ်သိမ့်လိုက်တဲ့အခါမှာရင်ကွဲမထက်ခန်းစားနေရတဲ့ချောင်းဆန္ဒကအမေချောင်းကိုတွင်းပန်းငိုချလိုက်ပါတော့တယ် ။ဒါမှမဟုတ်လမ်းပြောက်သွားခဲ့တဲ့ဂျီမင်းကကွေးမင်းထဲမှာတယောက်တည်းဖြစ်နေပြီးတော့သူစီပြေးလာပြီးတိုက်ခိုက်နေတဲ့ဇွန်ဘီတွေကိုတွန်းထုတ်ပြီးငိုယိုနေပါလေ။ဂျီမင်းတယောက်ခံနိုင်ရမဲနေခဲ့ပြီးတော့ကလေးတယောက်လုံးငိုနေရလွဲပြီးတော့ဘာမှမတက်နိုင်ခဲ့ရှာပေါ့။အဲနောက်ကြောင်းလန့်တဲ့ဂျီမင်းကတော့အမေဖေးသူကိုတားနေတော့မှပဲ။အနောက်ကနေဇွန်ဘီပေါ်လာပြီးတော့သူ့ကိုကိုက်သွားပါတော့လေ။တကယ်တော့ဗိုင်းရပ်စ်ကပြောင်းလဲမရှိတဲ့ပက်တန်ရှိမှကာကွယ်ဆေးကိုပြုလုပ်နိုင်ပြီးတော့ဂျိုနက်ဗိုင်းရပ်စ်ကတော့ကိုယ်တိုင်ပြောင်းလဲပြီးတော့ကုသပေးတာမျိုးပါ။အဲနောက်မှာတော့ဇွန်ဘီတွေကိုကြောက်လန့်ပြီးတော့မုံတီးခဲ့တဲ့ဂျီမင်းကိုယ်တိုင်ဟာလဲ ။ကြောင်ကွေးမင်းတဲကဇုံဘီတကောင်ဖြစ်သွားခဲ့ရပါလိမ့်။တပတ်မှာတော့ဘုံမကြီးကယူလာတဲ့ laptop တွေကဆရာအီးရဲ့ဖြည့်ရှင်းချက်တွေကိုကြည့်နေခဲ့ပါလိမ့်။ဇေတာသားကတော့ဗီဒီယိုမှတ်တမ်းတွေထဲမှာအဖေကဘာလဲဆိုတာတေးချာရဲလို့ဖော်ပြထားမျိုးမရှိပေမဲ့အတိမတ်ပြုလို့ရလောက်တဲ့အပိုင်းချတော့ရှိမယ်လို့ပြောလိုက်ပါလိမ့်။ပြီးတော့ KDC ကလည်းခုချိန်မှာဆရာအီးလောက်ခဲ့တဲ့နီလန်တိုင်းဗိုင်းရပ်စ်ကိုဖန်တီးနေတာကြောင့်ပုံစံတွေသာဖန်တီးနိုင်ခဲ့တော့လုံနိုင်တယ်ဆိုပြီးတော့ဆုံးဖြတ်လို့ရပါပြီ။အဲနောက်တက်သားက NIS ကစီနီယာတယောက်စီကနေမာဆလောချဲလိုက်တဲ့အကြောင်းကြားခဲ့တော့ဘုံမူကြီးကိုပြောပြနေပါလိမ့် ကိုဆိုရင်ရန်တုံထိအကုန်ပိတ်ဆို့ထားပြီးတော့မာရှယ်လို့ချဲ့ကဟိုဆန်းအောင်တော်စရေးကန်နေရာဖြစ်တတ်မှတ်လိုက်ကြပါပြီအဲဒါနောက်ဘုံမူကြီးကတော့ကဲစိမ့်လုံးမယ်ဆိုရင်အသက်ရှင်ကျန်သူဘယ်လောက်ထိကဲနိုင်မလဲမသိတာကြောင့်ဟိုဆန်းပတ်လေကိုပိတ်ဆို့ကချဲထွေးမှုအမိန်ပေးလိုက်ပါတယ်တကယ်လို့များတယောက်ကပိတ်ဆို့ထားတော့ဖောက်ထွက်လာနဲ့လူတယောက်ကရှေ့ထွက်ပြီးတော့ဟိုဆန်းအောင်ဆုံးပြရလိုက်မယ်လို့ပြောလိုက်ပါတယ်အဲဒါမှာတော့မတ်ကြီးစီကိုကိုစလေကြီးကိုတိုင်းရောက်လာပြီးတော့လာတွေ့ခဲ့ပါတယ်မတ်ကြီးကတော့ကိုစလေကြီးပေးတဲ့စာရေးကိုကြည့်လိုက်တဲ့အခါမှာကိုစလေကြီးခုလိုကိုတိုင်းလာတာကသူ့ကိုမကယ်ဘဲနဲ့ဆုံးပြဖို့အတွက် နှုတ်ထွက်စာလာပေးတာဖြစ်နေခဲ့ပါလေကိုစိတ်ကတော့ NIS တရင်ရမကြခင်ဟိုဆန်းမှာတခုဖြစ်တော့မှာကြောင့်အမတ်ကြီးခရိုင်ဖြစ်ပြီးတော့တကယ်မကောင်းတဲ့ခြေနေဖြစ်လာရင်အဲ့ဒါကိုကာွယ်ဖို့ဝင်းကြီးယုံဒီနှုတ်ထွက်စာတင်ခဲ့လို့ပြောပြီးတော့တောင်းဝင်ရှောင်ခိုင်းပါလေအမတ်ကြီးလည်းသူ့ရဲ့နိုင်ငံရေးလမ်းကြောင်းအဆုံးထိတောင်းရင်လဲလို့ပြောတယ်ကိုစိတ်ကြီးကိုဟိုဆန်းကိုမကယ်တော့ဘူးလားလို့မေးလိုက်ပါလေကိုစိတ်ကြီးကတော့အမတ်ကြီးမေးတာကိုမဖြေဘဲနှုတ်ထွက်စာတွက်တာပြောပြီးတော့ထွက်သွားခဲ့ပါလေအမတ်ကြီးရဲ့ဝင်းနှန်းတွေကတော့ကိုစိတ်ကြီးသူတို့ကိုထုတ်ပေးပြီးတော့ခေါ်သွားတော့မယ်လို့ထင်နေခဲ့တာပါဒါပေမဲ့သူမေးနေတာတော့ကိုစိတ်ကြီးကဘာမှမပြောသလို သူတို့တွေကိုတော့လှဲကိုမကြည့်တော့ပဲထွက်သွားခဲ့ပါတော့တယ်။အဲဒါမှမဟုတ်သမီးဖြစ်သူကိုကြောင်းမှသွားခဲ့မဲ့အုံချိုဖေကဆိုင်းဆိုင်ကိုရောက်လာပြီးတော့လိုအပ်တဲ့ပစ္စည်းတွေအိတ်ထဲထည့်နေခဲ့ပါတယ်။တပတ်မှလည်းကြောင်းသားတွေကအပြင်ကကြောက်စရာတွေကိုတ냐တာခန်းစားလိုက်ပြီးတဲ့နောက်မှာပင်ပန်းနဲ့ပဲပစ္စည်းတူလောင်ကန်းထဲမှာဝင်ပုံးနေတဲ့အိတ်ပြုံနေကြပါတယ်။အမေကြောင့်တေချာမိနိုင်ခဲ့တဲ့ချောင်းဆန်းတော့ဒါတွေပြီးမှသူဘလို့ဆက်ပြီးတော့ရှင်သန်တော့မလဲလို့တွေးနေခဲ့တာပါ။ဒါကြောင့်ချောင်းဆန်းလည်းအုံချိုနိုးလာတဲ့ခါမှာတော့သူဘွားနဲ့ပတ်သက်ပြီးအမေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေနဲ့သူဘလို့ရှင်သန်မလဲဆိုတာကိုညာလုံးပေါက်စဉ်းစားခဲ့လို့ပြောလိုက်ပါတယ်။ ။ဦးကျော်ကတော့ဒီကနေထွက်သွားပြီးတော့ဓမင်းလေးစားချွေးတို့ခန်းလေးလည်းတူတူသွားပြီးတော့အဲ့ဒါလေးပြီးမှပြောရအောင်လို့ဖြောင်းဖြားလိုက်တာပါ။ဦးကျော်ကတော့သူတို့ဂျားကပြောစရာပဲကြံသေးတာမလို့အဲ့လိုပဲလို့ရအောင်လို့ပြောပါလိမ့်။ဘာဖြစ်ဖြစ်ချောင်းဆောင်လက်မလျှော့ဖို့ဦးကျော်ကဖြောင်းဖြားပေးလိုက်တာပါ။အဲ့တော့မှတော့ဦးကျော်ဖေကလမ်းပြောင်းမှာဆိုးလို့ယူလာတဲ့ဘဲကြိုးလေးကိုတစ်ပင်မှာခြီးလိုက်ပါလိမ့်။ဒါမဲ့ဦးကျော်ဖေတောင်ပေါ်ကနေခြေချော်ပြီးတော့ပြုတ်ကျတာကြောင့်အထီးနာသွားပေမဲ့ပြန်ထလာခဲ့ပါလိမ့်။တပတ်မှာတော့နမ်ရာအနံ့ပူပြင်းလာလို့ပြောတာကြောင့်ဒီဘက်ကိုအကုန်လုံးစုနေကြပြီထင်တယ်လို့ပြောလိုက်ပါတယ် ကျောင်းကတော့တို့တကယ်နီးလမ်းမရှိတော့ပဲပိတ်မိနေပြီလို့ပြောလိုက်တာပါအဲနောက်မှာဟာရီကအစင်းပြုတ်ပေးမဲ့မောင်ပြည့်သူစိတ်မကောင်းဖြစ်မှာဆိုလို့အောင်သွားရလို့လိန်ပြောခဲ့ပါတယ်ဝူချင်းကတော့ပြိုင်ပွဲချိန်ဘာလို့ကြောင်းရောက်နေရလဲလို့မယုံသင်တာဖြစ်နေတာပါမိချင်းလည်းပြိုင်ပွဲမှာအမှတ်ပြရလို့နိုင်ငံကိုစားပြုအသင်းနဲ့ဝင်သွားတာလို့လိန်ပြောပေးလိုက်ပါတယ်ဝူချင်းကတော့ဝမ်းသာသွားပြီးတော့အဖေနဲ့မရောတိလားလို့မေးလိုက်တာပါမိချင်းကတော့ဟာရီကသတင်းကောင်းပြောဖို့ဒီရောက်တာနဲ့မောင်ပြည့်သူအရင်ရှာတာကြောင့်မိပါတယ်မတီသေးဘူးလို့ဝင်ပြောပေးပါတယ်အဲနောက်ဒဲဆူကဟာရီရှေ့ရောက်လာပြီးတော့ဟာရီကိုသဘောကျတယ်လို့သွားပြောလိုက်ပါတယ် ဟာရီလေးချင်းလောက်တာကအစအမြဲကြည့်နေပြီးတော့ပြိုင်ပွဲပြိုင်ကတိုင်းအားပေးသလိုဂျေဆူအလှဂျန်ဟာရီလို့ခေါ်ခဲ့တာကလည်းသူပါပဲလို့ဒဲဆူကဝန်ခံလိုက်ပါတယ်။ဝူချင်းကတော့အမားဖြစ်သူနားကိုလက်နဲ့အုပ်ထားပေးပေမဲ့ဒဲဆူကသူ့စိတ်အင်းနဲ့သဘောကျတာတွေပြောပြီးတော့ဖန်နေနဲ့မဟုတ်ပဲချစ်သူကောင်းလေးဖြစ်ချင်တာလို့ဖွင့်ပြောလိုက်ပါတယ်။ဒဲဆူကတော့ဘလို့ပဲဖြစ်ဖြစ်သေချာတော့မဲ့တူတူပြောစရာတွေဖွင့်ပြောပြလိုက်တာလို့ဟာရီကိုပြောပါတယ်။အဲနောက်ဟာရီကသူ့မောင်နေတိုင်းရောက်ဖားလို့ခေါ်နေဒဲဆူလားလို့မေးပြီးတော့သူ့ကိုထူဖို့ဒဲဆူကိုလက်ကမ်းခိုင်းလိုက်ပါတယ်။ ပြီးတော့တဲဆုကိုထုတ်ပြောရတာပေါ့သွားရင်အခုရောသေလို့ရမလားလို့မေးလိုက်ပြီးဟာရီတယောက်ရိုက်နှက်ပါတော့တယ်တဲဆုလည်းချင်းရင်းနောက်ဝင်ပြေးပြီးတော့ဟာရီဝင်ရိုက်မြအောင်ပိတ်ထားလိုက်ပါတယ်အဲနောက်ဟာရီတဲဆုကိုပြစ်နေတဲ့ဘုံလုံးတွေကြည့်ပြီးတော့ဆူရော်လည်းအတွေးဝင်လာပါတယ်တပတ်မှလည်းဂွီနန်တယောက်စူးစမ်းပန်းသားနဲ့ဓာခိုးပေါ်တက်လာပြီးမှဘယ်သူမှမရှိတော့တာတွေ့ပြီးတော့ဒေါသထွက်သွားပါတယ်အဲနောက်မှာဆူရော်တယောက် idea ရသွားပြီးတော့အပြင်ထွက်ဖို့နီးကိုရှာတွေ့သွားပါတယ်ဆူရော်လည်းလဲပေးကိုစက်ဝိုင်းပုံလှုပ်ချပြီးတော့အထဲမှာဝင်ပြီးတော့ထွက်ပြေးမယ်အကြောင်းကိုပြောပြလိုက်တာပါ အိုင်နာမတော်ကြီးစရာတွေနဲ့လိုအပ်တာတွေကိုရှာပြီးတော့ထွက်ပြေးဖို့အတွက်နီလန်းလုံးနေကြပါတယ်။မိချင်းကတော့ပုံစံမျိုးလှုပ်ချင်ခဲ့ပြီးတော့သူတို့တွေလုံညာကဇွန်ဘီတွေတက်နိုင်နေတာကြောင့်အစိမပြေဘူးလို့ဝင်ပြောပါတယ်။ဂျူအန်ကတော့သဘောမကျရင်တီးတန်းလှုပ်လို့ပြောပြီးတော့ဒီချိန်မှာစီနီယာလာလာလုံနေလို့မိချင်းကိုပြောလိုက်ပါတယ်။မိချင်းလည်းစိတ်ဆိုးပြီးတော့ဂျွန်အောင်ခေါင်းကိုခောက်လိုက်ပါတယ်။ဒါမဲ့ချင်းနေတွေတင်းမှလာပြီးတော့ပိုဆိုးလာတာကြောင့်ဇူရောကဂျားတွေကနေဝင်ပြီးတော့ဖြေရှင်းရပါတော့တယ်။ဇူရောလည်းသူတို့နဲ့အတူလိုက်မှလာလို့မေးလိုက်တဲ့တော့မိချင်းကတော့ဇူရောတို့ကသာသူတို့နဲ့သွားနေတာလို့ပြောလိုက်ပါတယ်။ အဲ့ဒါကြောင့်ဆူယောကစီနီယာတွေထားပြီးတော့သူတို့ကြီးပဲသွားမှာမလားလို့ဂျုံအောင်ကိုမေးပြန်ပါတယ်။အဲ့ဒါတော့မှအခုချိန်ထိရန်စတိုက်ဖြစ်နေတာကြောင့်ဆူယောလည်းရှေ့မှာလူပင်နောက်တောင်တေးခဲ့ရပြီးတော့ဆုံးရှုံးမှုတွေများခဲ့တဲ့အကြောင်းကိုပြောနေပါတယ်။ဂျုံအောင်ကတော့အသက်ရှင်ရှင်လို့လောက်တာဖြစ်ပြီးတော့မိချင်းကလည်းအသက်ရှင်ရှင်သူပြောတာနားထောင်မှုပြန်ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ဂျုံအောင်လည်းဝုံတိုင်းကျဲပြီးတော့တသက်စီသွားမယ်ဆိုပြီးတော့អော်ပြောလိုက်တာပါ။ဒေါသထွက်တဲ့မိချင်းလည်းတောင်းကြနေလို့မှနန်ရာကတော့ချင်းကြီးကိုစောင့်တွန်းလိုက်ပါတယ်။အဲ့နောက်နန်ရာကတသက်စီသွားဖို့နဲ့ဒူဒူသွားဖို့အတွက်မဲပေးခိုင်းတော့ အားလုံးအတူတူသွားဖို့ပဲမဲပေးကြပါတယ်မဲပေးပြီးတာတော့မှပြဿနာတွေတက်နေခဲ့ပြီးတော့စကားတွေများနေကြတာကြောင့်နိုင်ရာတော့ထပ်ပြီးတော့အကာအကွယ်ကိုဘယ်လိုလုပ်မလဲဆိုတာထပ်ပြီးမဲပေးခိုင်းလိုက်ပါတယ်အဲနောက်မှာတော့အမြင်ပုံစံအကာလုံးမဲ့သူကငားမဲဖြစ်ပြီးတော့အဖုံးကိုခေါင်းမဲ့တစ်တာပုံစံလုံးမဲ့သူကလေးမဲဖြစ်နေပါတယ်ဒါကြောင့်အမြင်ပုံစံအကာလုံးမဲ့အဖွဲကနိုင်ပြီးတော့အဲ့တိုင်းမဲ့လုံးကြပါတယ်မိချင်းကတော့နောက်မှနောင်နာမရနိုင်လို့ပြောပြီးတော့ဂျုံအောင်ကသူခင်းတဲ့လမ်းကိုသူတောင်းပြီးမှဖြစ်လို့မလုံးချင်းဖယ်နေလိုက်လို့ပြောလိုက်ပါတယ်တပတ်မှလည်းဆရာကြီးပြောင်းချမ်းပုံစံတိုင်းလိုက်ပြီးတော့ဗိုင်းရပ်စ်ပေါ်ကြီးခဲ့ကြတဲ့ပြင် ကိုခံတဲ့လူရဲ့နမူနာနဲ့ရှင်းကြည့်တဲ့အခါမှာဗိုင်းရပ်စ်နှစ်ခုရဲ့ကိုင်ညီမှုက68ရာခိုင်နှုန်းအထိကိုဖြစ်လာခဲ့ပါပြီ။အဲဒါကြောင့်ဗီဒီယိုထဲမှာပါတဲ့အတိုင်းအရင်ဆုံးကူးခံနှလုံးကျက်သွားပြီးတော့ဗိုင်းရပ်စ်ပဲအသက်ရှင်သန်လာပါလေ။အဲဒီဗိုင်းရပ်စ်ကအသက်ရှင်ပြီးတော့အုံနောက်ကိုလုံဆော်လိုက်တာကြောင့်ခန္ဓာကိုယ်ကလှုပ်ရှားလာဖြစ်ပြီးတော့လှုပ်ရှားနေတဲ့အလောင်းနဲ့တူသွားပါလေ။ဒါကြောင့်ဂျဲကျုံးကိုပြပြီးတော့ဒေတဲ့သူကိုအသက်ပြန်ရှင်နိုင်တဲ့နီလန်မရှိလို့ပဲလို့ပြောလိုက်ပါလေ။ပုံမူလေးဂျဲကျုံးကိုကြည့်ပြီးတော့အဲဒီချိန်ကသေးနေလားလို့မေးလိုက်တာပါ။ဈေးပညာရဆိုရင်ဂျဲကျုံးကသေးနေမှန်ပေမဲ့ ။ဝန်ကြီးကတော့ရှင်းပြဖို့ခက်ပြီးတော့အသက်ရှင်နေတဲ့အခြေအနေပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ဒီလောက်တောင်ကူးစက်မြန်တဲ့ virus မျိုးမရှိခဲ့တာကြောင့် virus မီခိုနေရဲ့ရောင်ရှင်းထုတ်တာတကူဒီတော့ဖြေရှင်းဖို့နီးလန်းပဲလို့ပြောလိုက်ပါတယ်။ဗိုလ်မှူးကြီးရဲ့ပညာရှင်တွေကိုစကားကိုလက်လွတ်စပယ်မပြောဘူးနဲ့။တေချာပေါင်းနီးလန်းရှာပေးရမယ်လို့ပြောလိုက်ပါတော့တယ်။အဲနောက်တက်သားရောက်လာပြီးတော့အသားစီးတွေကိုချိုးပြလိုက်ပြီးရန်တော်ကြီးပြန့်နှံ့နေတဲ့အကြောင်းဗိုလ်မှူးကြီးကိုလာပြောပြပါတယ်။ပုံမူလေးစိတ်ပြတ်သွားပြီးတော့တတ်သားကိုဘလောက်တောင်ပြန့်နေရဆိုတဲ့အကြောင်းကိုမေးလိုက်ပါတယ်တတ်သားလည်းလမ်းကြောင်း643ကနေ ရန်တော်မျိုးတဲ့သွားနေကြောင်းရန်တရင်ဖွဲ့ကိုတားမြစ်နေရာစီကိုပို့ဆောင်ထားတဲ့ကြောင်းပြောပြလိုက်ပါတယ်။ဇုံမီချင်းတွေကပို့ဆိုးလာကြောင်းဗိုလ်မှူးကြီးလည်းအရန်တရင်တစ်ဖွဲ့လုံးကိုပို့လိုက်ပြီးတော့ရန်တုံဒေသအလုံးပိတ်ချခိုင်းပြီးတော့ဘေးကင်အားရွှေ့ဖို့အမိန်ပေးလိုက်ပါတယ်။အဲတော့မတော်ဒီကိစ္စကိုဆွေးနွေးဖို့ဗိုလ်မှူးကြီးကအရာရှိတွေအားလုံးခေါ်လိုက်ပါတယ်။ဗိုလ်မှူးကြီးကတော့တပ်သားအသည့် NIS ကစီနီယာကိုတရားဝင်တွေ့ကျင်ကြောင်းတဆင်ပြောခိုင်းလိုက်တာပါ။ဒီဘက်မှာတော့ចောင်းသားတွေကအားစားကန်းတူလောင်ယုံတဲကနေအပြင်ကိုထွက်ဖို့အတွက်ပြင်ဆင်နေကြပါတယ်။အဲနောက်ချင်းတွေကနေမုံထုတ်လေးတစ်ခုတွေ့သွားပြီးတော့ အဲ့ဒါချောကလက်ချောင်းဖြစ်နေတာတော့တငယ်ချင်းတွေကိုအတီးပေးလိုက်ပါတယ်။ဒါဆိုလဲယူကြည့်ပြီးတော့ဝူချင်းကတော့ထပ်ရှားကြည့်နေခဲ့ပါတယ်။ချောကလက်ချောင်းကတချောင်းလေးရှိပြီးတော့ဒိတ်ကလည်းကုံနေဖြစ်တဲ့တူ啊။ဆူရကတော့ဒီတိုင်းပဲစားလိုက်လို့မရဘူးလားလို့ဒဲဆူကိုမေးပါတယ်။ဒဲဆိုရလူရည်အတွက်ကြည့်ပြီးတော့မုံကိုစပြီးဖောက်လိုက်ပါတယ်။မုံကသေးလို့နေရာကြောင့်တယောက်နည်းနည်းစီပဲစားရမှာဖြစ်လို့သေးသေးလေးပဲကြိုက်ခိုင်းပါတယ်။အဲ့တော့သူတို့ကတကိုက်စားလေးတောင်စားလိုက်ရတာကြောင့်စိတ်ချမ်းသာနေကြပါတယ်။ဒါတော့စီနီယာမြောက်ဖြစ်တဲ့မီချင်းနဲ့ဟာရီတို့ကမစားဘဲညင်းလိုက်တာပါ။ အဲ့နောက်မှာတော့မုတ်ပီစီလေးသူ့လက်ထဲကိုပြန်အောင်လာတာကြောင့်ဒဲစုတယောက်ပါစတဲ့အကုန်ပြစ်ထဲလိုက်ပါတယ်။ဒါပေမဲ့ဂျွန်အောင်ကနောက်ဆုံးကျန်သူဖြစ်ပြီးတော့ဂျွန်အောင်လည်းမစားလိုက်ရပါဘူး။အဲ့ဒါကြောင့်ဒဲစုကတော့သူနောက်ဆုံးထိပြီးတော့စားမိကြောင်ပြောကဂျွန်အောင်ကိုချော့နေနဲ့တောင်းပန်နေပါတယ်။အဲ့နောက်သူတို့တွေကအကာအကွယ်ပစ္စည်းတွေအတွက်ဆက်ပြီးတော့ရှာနေကြပါတယ်။အားလုံးကအားကစားသမားတွေရဲ့ဒူးစိုလက်စုပ်တွေရှာပြီးတော့ကိုခန္ဓာအတွက်အကာအကွယ်ဖြစ်သုံးကြပါတယ်။ဝန်ချုပ်ကတော့ချောင်းဆန်းအတွက်လုပ်ပေးမယ်ပြောမယ်။ချောင်းဆန်းကပဲဝန်ချုပ်ဦးစားပေးပြီးတော့ကူညီပေးပါတယ်။ဝန်ချုပ်လည်းချောင်းဆန်းကိုကြည့်ပြီးတော့သူ့ကိုဘာလို့မမုန်းတာလဲလို့မေးလိုက်တာပါ။ ။ချောင်းဆန်းလည်းအုံကြိုတစ်ခါမှမမုန်းခဲ့တဲ့အကြောင်းနဲ့သူကိုယ်တိုင်လည်းအဲ့ဒါကိုအံ့ဩမိတယ်လို့ပြောလိုက်ပါတယ်။ဒိုနဲ့သူတို့တွေပြင်ထွက်တော့မယ့်အချိန်မှာဂျွန်အောင်ကတော့အစင်းသင်းဖြစ်ရင်တကားဖွင့်မယ်လို့ပြောလိုက်တာပါ။ဟာရီကတော့မောင်လေးဝူချင်းကိုသူ့နားမှာပဲနေဖို့မာနေပြီးတော့ဝူချင်းကလည်းအမားဖြစ်သူနဲ့ထားမကွဲသွားအောင်မာနေခဲ့ပါတယ်။အပြင်ထွက်ကန်ဒီမှာဟေအုံးကတော့ကြောက်နေရကြောင့်နန်ရာလက်မအောင်ကြစ်ကြစ်ပအောင်ဆုပ်ကင်ထားပါတယ်။ဒန်ရာလည်းဟေအုံးဒီလိုသာလုံနေသူတို့နှစ်ယောက်လုံးလှုပ်လို့ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။နန်ရာတော့ဟေအုံးကြောက်နေရသီးလို့ဟေအုံးလက်ကိုသာမြဲမြဲဆုပ်ကင်ပေးထားလိုက်ပါတယ်။ ိုင်နောက်မှာဆူရကချောင်းဆန်းကိုရိုက်ရှာဒုတ်လက်လာပေးပြီးတော့သူရှိကနေသွားမှမလို့နောက်ကနေလိုက်ခဲ့ဖို့မှားလိုက်ပါလေဂျွန်အောင်ကတော့ခုချိန်ဒီဇွန်ဘီတွေကိုမရေမတွက်နိုင်အောင်မြင်ပြီးမလို့အပေါ်တက်လာနိုင်တဲ့ညာရင်မရှိတာကြောင့်အစင်ပြေမှာပါလို့ပြောလိုက်ပါလေအိုင်နောက်အားလုံးကအသင်ပြင်ထားပြီးတော့ဂျွန်အောင်နဲ့ဆူရကစပြီးတော့ထွက်လာကြပါပြီသူတို့တွေထွက်လာတဲ့ဇွန်ဘီတွေကထွက်ချလာပြီးတော့သူတို့စီကိုလာပြီးတော့တိုက်ခိုက်ကြပါတော့တယ်ချိန်ထားတဲ့ချင်းတော်ကြီးအစာဆုံးအပေါက်ကနေမထုံနိုင်သေးခင်မှာပဲဇီယောနဲ့ဟာရီတို့ကတိုက်ခိုက်ပေးနေခဲ့ပါလေအိုင်နောက်မှာသူတို့ကချင်းတွေကိုစဝိုင်းပုံတရဝိုင်းလိုက်ပြီးတော့ ငဲအောင်ဂျိုးလေးနဲ့ခြေလိုက်ကြပါလေဒုံနဲ့ဂျိုးလေးခြေပြီးတဲ့နောက်မှာအရှိကိုရွေ့အောင်တွန်းသွားပါတော့လေဒါမဲ့ဇုံမီးတွေကများလုံးနေရာကြောင့်ဘိန်းတွေကနည်းနည်းလေးမှမရွေ့ပဲတင့်နေခဲ့ပါလေဂျိုးအောင်ကတော့ဇုံမီးအုပ်လိုက်ဖြစ်ပြီးတော့အပေါ်ကိုထပ်ပြီးတော့တတ်မလာနိုင်အောင်ပူအားဆိုင်ပြီးတော့တွန်းခိုင်းပါလေအိုင်နာမရဆူရောချောင်းဆက်တဲ့သူဂျန်ဟာရီတို့ကအထဲကနေအပေါ်တက်ဖို့စူးစမ်းနေတယ်ဇုံမီးတွေကိုအထဲကနေတိုက်ခိုက်ပေးနေရပါလေဂျန်တဲ့သူတွေကလည်းရှိရနဲ့တိုက်ခိုက်ကြချင်းဇုံမီးတွေကအောက်ကနေအပေါ်ကနေပါဆွဲနေကြပါပြီအိုင်နာမရဆွဲခံရတဲ့ဟဲဦးနဲ့အုံဂျိုကိုနန်ရာကူညီပေးလိုက်ပြီးတော့ ီရပိုရှေးရောက်အောင်လို့ဂျွမ်ကအများဆုံးတိုးမို့တာအော်နေခဲ့ပါတယ်။တပတ်မှလည်းခန်းနာကိုလိုက်ကြည့်နေဂွီနန်တယောက်အနံ့တစ်ခုရာသွားပြီးအခန်းပရိမောက်ကနေခုံစင်းလာပါတော့တယ်။ဇိုမီတွေပိုပိုဆိုးလာပြီးတော့ကြောတက်လာနိုင်တဲ့နေသားတွေဖြစ်လာနေတာကြောင့်အတင်းတွန်းထုတ်နေကြပါတယ်။အဲနောက်မှာတော့မိချင်းကိုကိုက်တော့မဲ့ဇွန်ပြီးကိုဂျွမ်ကမြင်သွားပြီးတော့လက်နဲ့တွန်းထုတ်လိုက်ပါတယ်။အဲဒါကြောင့်ဂျွမ်ရောင်းရဲ့လက်အကိုက်ခံလိုက်ရတဲ့နောက်မှာဂျွမ်ကမိချင်းကိုကြည့်ပြီးတော့တောင်းဝင်ယူမယ်လို့မပြောခဲ့သင့်ဘူးဆိုပြီးတော့ပြောသွားပါတယ်။အဲနောက်ဂျွမ်ကအကာအကွယ်တဲကနေခုံထွက်ပြီးတော့ဇွန်ပြီးဖြစ်တော့မဲ့တူတူ အပြင်ကဇွန်ဘီတွေကိုနှစ်နာခံပြီးတော့သူကရှင်းပေးပါတော့တယ်မိချင်းနဲ့ချောင်းဆန်းတို့တွေကဂျုံအောင်ကိုတင်းလိုက်ဆွဲပေးမယ်ဂျုံကသူတောင်းဝင်ယူမယ်ပြောခဲ့တာတော့ချင်းပြင်းမှာပိတ်နေဇွန်ဘီတွေနဲ့တပ်ပုတ်တိုက်ခိုက်နေပါတယ်အဲနောက်ဂျုံအောင်ကအကြိုက်ခံနေတဲ့အပြင်ဘက်ကနေဥဆောင်ပြီးတော့တုံးဖို့ပြောနေခဲ့ပါတယ်အပြင်ဘက်ကနေဆွဲပေးနေတဲ့ဂျုံအောင်ကငိုနေရင်းနဲ့အိမ်ပြန်ကြမယ်လို့ပြောနေတာကြောင့်တဲဆူတို့မိချင်းတို့ကငိုနေခဲ့ပါတယ်ချင်းလက်ကင်တန်းကိုဆွဲထားတဲ့ဂျုံအောင်ရဲ့လက်ကိုမိချင်းကဆွဲပေးထားပြီးအတင်းဆွဲခေါ်နေတာပါဒါမဲ့ဇွန်ဘီတွေရဲ့အရှိန်ကြောင့်ကလေးလိုကြောက်လန့်ပြီးတော့ငိုနေခဲ့တဲ့ဂျုံအောင်ရဲ့လက်ဟာ မိချင်းလက်ထဲကနေလွတ်ထွက်သွားခဲ့ပါပြီသူတို့အားလုံးကဇုံဘီတွေစားတာခံလိုက်တဲ့ဂျုံအောင်ရဲ့ငိုတန်ကြောင့်မခံစားနိုင်မဲ့စိတ်မကောင်းဖြစ်ကငိုကြလိုက်မိကြပါတယ်ဇူအော့ကပဲဥဆောင်ပေးပြီးတော့အားလုံးကိုတုံးဖို့အတွက်អော်နေခဲ့ပါတယ်မိချင်းကတော့ဂျုံအောင်ဇုံဘီဖြစ်တာမြင်ပြီးတော့ကြောက်လန့်ကြတဲ့နောက်ဆုတ်သွားပါတယ်အဲနောက်မှာတော့ဇုံဘီဖြစ်သွားတဲ့ဂျုံအောင်ကသူတို့စီကိုလာပြီးတော့တိုက်ခိုက်နေတာကြောင့်ချောင်းဆန်းနဲ့တငယ်ချင်းဖြစ်သူကိုမရိုက်နိုင်ပဲတွေးဝေနေရပါတယ်ချောင်းဆန်းနဲ့မိချင်းကဇုံဘီဖြစ်သွားတဲ့ဂျုံအောင်ရဲ့မျက်နှာကိုကြည့်ရင်းအကြာကြီးတွေးဝေနေခဲ့တာပါ တပတ်မှတော့ဘုံမူကြီးတို့လည်းစီဝေးစားလုပ်ကြပြီးတော့ screen ပေါ်မှာပေါ်နေတဲ့အနီးဇက်တွေကိုကြည့်နေပါတယ်။အဲဒီအနီးဇက်တွေကတော့ဟိုဆန်းနေထိုင်သူတယောက်ပိုင်းနဲ့ဖုန်းနဲ့တီနီယာဖြစ်ပြီးတော့တဖေးနဲ့စူပေါင်းရွေးရှားမှုကိုပုံဖော်လာပါတယ်။ဒါတောင် screen ကူလုံးကိုကြည့်လိုက်ရင်ဇွန်ဘီတွေအားဖေးဖေးချင်းစီအပြင်ဘက်ကိုထွက်သွားနေကြတာဖြစ်ပါတယ်။အကြောင်းရင်းကတော့ဇွန်ဘီတွေဟိုဆန်းမြို့ထဲမှာတိုက်ခိုက်ကြလို့မရှိတော့တဲ့အတွက် area တိုးချဲ့လာကြပဲဖြစ်ပါတယ်။ဒါကြောင့်ဥမာအနေနဲ့ဆိုရင်ဒရိတ်ဆန်တွေတော့မှအစားအစာကုန်လာတဲ့ထောင်ကနေထွက်ပြီးမြို့ထဲကိုဆင်းလာတဲ့ပုံစံနဲ့သဏ္ဍာန်သွားထူနေပါတယ်။ ဘုံမွေးကတော့အနာကက်လှူရှားမှုတွေကိုခံမှန်းပြီးပြီလားလို့လူအင်းကိုမေးလိုက်ပါတယ်။အဲဒါကြောင့်ရန်တုံကိုဆုံးပြစ်ပြီးတော့စေအုပ်ချုပ်အမိန့်တိုးချက်ဖို့ NSC ကိုတင်ပြခဲ့တာလားလို့ဘုံမွေးကမေးပါတယ်။အဲနောက်မှာတော့ခံမှန်းကြီးတွေအနေနဲ့တပတ်နေရင်စုံနံဟာနံဝါကျုံအန်ရန်ဂွာမြောင်းတွေရောက်လာနိုင်ပြီးတော့နောက်ရက်တွေကျရင်တော့ဆိုးကိုပါရောက်လာတော့မှာပဲဖြစ်ပါတယ်။ပြီးတော့အဲဒါကလည်းလူတယောက်စာကိုတွတ်ပြီးတော့ကူးဆက်ခံရတဲ့လူတယောက်သာဟိုဆန်းကထွက်သွားရင်ဘလို့ဖြစ်သွားမလဲဆိုရယ်တေးဦးတကံဖန်တီးမှုပဲဖြစ်ပါတယ်။တို့နဲ့ဘုံမွေးကြီးကတော့အသက်ရှင်လျက်ရှိတယ်။အုံးကြီးကိုကြည့်နေခဲ့ပါတယ်။ ။အုံးကြီးရဲ့နှလုံးခုန်နှုန်းက250ဒီဖြစ်လာပြီးတော့ပုံမှန်မဟုတ်တဲ့နှလုံးခုန်နှုန်းကြီးဖြစ်လာခဲ့ပါတယ်။အဲဒါမှာတော့အုံးကြီးကသူ့ကိုချုပ်ထားတဲ့ຢာတွေကိုဖြုတ်ပစ်နိုင်ခဲ့ပြီးတော့အတွင်းမှန်ကနေဘုံမူကြီးရှိကမှန်ကိုအာငွေ့ပေးပြီးသူ့ဘိုက်စာတွေလူရေးပြလိုက်ပါတယ်။ပြီးတော့အုံးကြီးကမှန်ကိုရိုက်ပြီးတော့ဘုံမူကြီးကိုစားခြင်းနဲ့ပုံစံဖြစ်လာခဲ့ပါတယ်။ဘုံမူကြီးလည်းလူသားတွေဒီဗိုင်းရပ်ကြောင့်မျိုးတုံးမသွားအောင်အဓိကပြဿနာဖြစ်နေတဲ့ဟိုဆန်းကိုဘုံကျဲချဖို့နီးပြူအဖွဲကိုအစည်းအဝေးဆွဲခိုင်းလိုက်ပါတော့တယ်။တတားလည်းမျိုးဘုံကျဲမယ်ဆိုလို့အံအောင်သွားပြီးတော့ဘုံမူကြီးကဟိုဆန်းကိုပေါက်ကွဲပြဖို့လုံနေရလားလို့မေးလိုက်တာပါ။ ဗိုလ်မကြီးကတော့ဟိုဆန်းတမျိုးတည်းကိုကယ်ဖို့လုပ်ရင်းနဲ့ကိုရီးယားနိုင်ငံလုံးကိုဆုံးဆုံးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်တပ်သားကိုစစ်သားလို့ပြုမှုဖို့ပြောပြီးတော့သူ့အမိန်တိုင်းပဲလုံခိုင်းပါတယ်။တပ်သားတော့ကူးဆက်ခံရတဲ့သူတွေကိုဘုံကျဲတာမှန်ပေမဲ့မကြေအောင်တဲ့ပြည်သူတွေကိုဘယ်လိုလုပ်မလဲလို့ဗိုလ်မကြီးကိုပြန်ပြီးမေးခွန်းထုတ်လိုက်ပါတယ်။ဘယ်နဲ့အောင်တတ်မယ်ဆိုတာတွတ်ချက်မနေပဲဘယ်နဲ့အောင်ကိုကယ်နိုင်မလဲဆိုတာပဲစဉ်းစားဖို့ဗိုလ်မကြီးကပြောပါတယ်။တပတ်မှလည်းအွန်ဂျိုဖေကတောင်ဘက်ကနေကျောင်းပိုင်နဲ့နေမီတွေကိုရောက်ရှိလို့လာခဲ့ပါပြီ။အွန်ဂျိုဖေကတော့ကျောင်းပိုင်နဲ့နေမီတော့ခတ်ထားတဲ့ခြံစည်းဥပါဖြတ်ပြီးတော့ကျောင်းရှိရာစီကိုအမြန်ပြေးလာခဲ့ပါတယ်။ အဲ့တော့ဦးကျိုးဖေကစောက်လက်စကြောင်းဆောင်းအဘက်ကိုရောက်လာပြီးတော့တိတ်တိတ်လေးဝင်ရောက်လာခဲ့ပါတယ်။အချိန်ဆောက်လို့ဒီသမားလေးလည်းဇွန်ပြီးတွေဖြစ်ကုန်တာကြောင့်ဦးကျိုးဖေကိုကိုက်ဖို့ရောက်လာခဲ့ပါတယ်။ဦးကျိုးဖေကတော့အစွမ်းကုန်တိုက်ခိုက်နေတယ်။ဒဏ်အကလည်းနာနေတဲ့အတွက်အရင်လောက်မလုံရှားနိုင်တော့ပါဘူး။အဲ့တော့ဦးကျိုးဖေကအရှိကနေတိုက်နေတော့အနောက်ကနေတယောက်ကသူ့ကိုခုံလိုက်တဲ့အတွက်အချိန်နဲ့ပစ္စည်းတွေထားတဲ့လေကားဘက်ကိုပြုတ်ကျသွားပါတယ်။တပတ်မှလည်းချောင်းဆန်းတို့ဖွဲ့ကတော့ဂျုံအောင်တီထွင်ခဲ့တာနဲ့အားကုန်တုံးပြီးတော့တွန်းလာကြပါတယ်။ပပလဲမှာလည်းဇွန်ပြီးတွေရောက်လာပြီးတော့တက္ကနာရောက်တဲ့အခါမှာတော့ ဇူရောကကြိုးဖြီးဖို့ပြောလိုက်ပါလေ။အိုင်နာမတော့ချင်းလေးကိုပပတ်လေးပုံစံဝိုင်းလိုက်ပြီးဇူရောကတကားကိုဖွင့်ပါလေ။ဒါပေမဲ့တကားကမပွင့်တာကြောင့်အွန်ဂျိုလဲကိုဖွင့်နေပြင်ဒုံလေးပါရိုက်ဖွင့်တာတော့မပွင့်တဲ့အတွက်သူတို့တွေအကြက်ရိုက်နေကုန်ကြပါဘူး။တကယ်တော့သူတို့လာတဲ့ဘက်ကတကားအပြင်ဘက်မှာတော့ခတ်ထားတာကြောင့်မပွင့်တာဖြစ်ပြီးတော့ဒီပုံစံတိုင်းသာဆိုရင်သူတို့ဆက်ပြီးတော့တောင်းခံမှုခက်ခဲသွားတော့မှာပါ။ဒါပေမဲ့တော့အွန်ဂျိုဖေကတိုက်ခိုက်ခံတဲ့နေရာကနေတရွေ့ရွေ့နဲ့ပြန်ပြီးတော့ထလာနိုင်နေခဲ့ပါလေ။အွန်ဂျိုတို့ကတော့တောင်းခံနေရတဲ့အုပ်စုအတွက်ပူခတ်ခဲလာပြီး ရေးမြလက်နက်တွေနဲ့အကာအကွယ်ပြီးတော့ဇွန်ဘီတွေကိုရိုက်ပုတ်နေရပါတယ်။မိချင်းတယောက်ဒုတ်ချောင်းယူပြီးတော့အပေါ်တက်ကရေးမြဇွန်ဘီတွေကိုဒေါသတကြီးနဲ့ရိုက်နေကြအောင်ဟာရီလည်းအတင်းဆွဲထားရပါတယ်။ဒဲဆူလည်းကိုက်ခံတော့မယ့်ချိန်မှာကိုလုံးနဲ့ဇွန်ဘီကိုအတင်းတိုးပြီးတော့အကောင်မနဲ့ပြန်ထိန်ခဲ့ရပါသေးတယ်။အဲနောက်မှာတချီထားတဲ့ဂျိုးတွေပြုတ်တော့မှဖြစ်လို့နိုင်ရာတယောက်အားနဲ့ပြန်ဆွဲထားရပါတယ်။ဇွန်ဘီတွေကအတင်းကပ်လာပြီးတော့သူတို့တွေကိုမရအောင်ကိုက်ဖို့စူးစမ်းနေလားမှတ်ရတော့အောင်ပို့ပြီးတော့တောင်းညံနေကြပါတယ်။တဖက်မှာလည်းအွန်ဂျိုးအဖေကဆောက်လက်စားတိုက်ထဲကနေចောင်းစီယာဘက်ကိုအပြေးလာနေခဲ့ပါပြီ။ အဲ့နောက်ဂွီနာလည်းအနန်းရှီယာကိုရှာရင်းနဲ့တခုခုကိုတွေ့ပြီးတော့အပြေးသွားခဲ့ပါတော့လေတကားဖွင့်နေကြတဲ့ဇူရောနဲ့အွန်ဂျိုလည်းဘလို့မှဖွင့်များဖြစ်နေပြီးတော့ဟေအွန်တို့လည်းဆက်တောင်းခံမှုခက်လာခဲ့တာကြောင့်အမြန်ဖွင့်မှုပြောပါတယ်အဲ့နောက်နန်ရာဘက်ကကြိုးပြနေပြီးတော့နန်ရာခုခံနေရတာကိုမြင်တော့ဇူရောလည်းနန်ရာဘက်သွားပြီးဒုံနဲ့ဇွန်ဘီတွေကိုတိုက်ခိုက်ပါတော့လေအွန်ဂျိုတယောက်အပြင်ကတော့ခတ်ထားမှန်းသိပေမဲ့အခြေအနေကမကောင်းတော့ကြောင့်ကိုယ်နဲ့တိုက်တိုက်ပြီးတော့ဖွင့်နေခဲ့ပါတယ်အဲ့တောင်အပြင်ကဇွန်ဘီတွေကကြားပြီးတော့ဇွန်ဘီတွေဆိုကစားရင်လှုပ်ရှားလာနေခဲ့ပါပြီ အဲနောက်ဂူနာလည်းအနံ့ခံပြီးတော့အတန်ကြားကိုလိုင်းနဲ့တခုခုတွေ့သွားပါလေသူတို့နဲ့အုံချိုတယောက်နောက်တစ်ခါကိုယ်နဲ့တွန်းပြီးဖွင့်မဲ့အချိန်မှာအပြင်ကနေဖွင့်ပေးလိုက်တာကြောင့်တကားပွင့်သွားခဲ့ပါလေအုံချိုမြုံနိုင်တော့တဲ့ဒီဆုံးအားသွားပြီးတော့သူ့ကိုလာမကယ်နိုင်တော့ဘူးလို့ထင်ခဲ့တဲ့အဖေဖြစ်သူကိုယ်တိုင်ရောက်ချလာတာကြောင့်အန်အော့ပင်သက်သွားပါလေအဖေဖြစ်သူကလည်းတမီးလေးအုံချိုဒီချိန်ကြီးအသက်ရှင်နေသေးပြီးတော့သူ့မျက်စိရှိမှဓာတ်ရိုက်မြင်လိုက်ရတာကြောင့်အန်အော့ပနန်းဖြစ်သွားပြီမဲ့သူလည်းစိတ်အေးသွားပါလေအဲနောက်အဖေဖြစ်သူကိုအုံချိုကပြေးဖက်လိုက်ပြီး ။အိုကျိုးရင်ထဲကဆုံးချုံမှုတွေနဲ့ဝမ်းနည်းမှုတွေကစတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒါဆိုရင်တော့ဟိုဆန်းတစ်မျိုးလုံးကိုမကြခင်မှာဘုံကျဲတော့မှဖြစ်တဲ့အတွက်နန်ဆိုကျူနဲ့အုံကျိုးတို့ကလေးအုပ်စုဟိုဆန်းကနေလွတ်မြောက်နိုင်ပါမလား။ဒါမှမဟုတ်တေမျိုးလူသား관နိုင်ရဲ့လက်ချက်ကြောင့်ဖြစ်ပေါ်လာမဲ့တေချင်းတရားမှာဘသူတွေထပ်ပြီးတော့အဆုံးဆုံးခံရအောင်ပါလေ။ဘလိုကံကြမ္မာတွေနဲ့ဂျုံတွေသွားမလဲဆိုတာကိုတော့အပိုင်းဆက်တင်မှာဆက်လက်ရှူစားကြပါစို့ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာ။ရက်တွေအရင်ကြီးကွာခြားပြီးတော့တင်ဆက်နေရဖြစ်တဲ့အတွက်တောင်းပန်ပါရစေ။ နောက်နေ့ဒီမှာအကောင်းဆုံးအနီးစပ်ဆုံးဖြစ်အောင်ကြိုးစားတင်ဆက်ပေးပါမယ်ဒီ series ပြီးသွားရင်လည်းအမိုင်းစား series ကိုတင်ဆက်ဖို့စီစဉ်ထားတာဖြစ်တဲ့အတွက်ဒေတာပေါက် channel subscribe လုပ်ဘေးနားအကောင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါခင်ဗျဆိုတော့နောက်နေ့မှာကျွန်တော်ပြန်တွေ့ပါမယ်ဒီနေ့မှာအစားကနေဆုံးနေလိုက်ပါသည်ရှုအားပေးခဲ့ကြတဲ့ချိန်ပေးခဲ့ကြတဲ့ပရိသတ်ရောက်ချင်းတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျကျွန်တော်အန်ခင်မူပါ